ခေမာထေရီဝိထုရေရာဂရတသရှိတော်ဤတရားနေတနာတို့ကိုမြတ်စွာဘုရားသည် ဝေလူဝန်ကြောင့်တော်၌နေတော်မူစဉ်ခေမာမြီရှိတော်ဗိမိတာရမင်းကြီးဤမြတ်တော်အကမဟေတီမိဖုရားကြီးကိုအကြောင်းပြု၍ဟောတော်မူလေ၏ထိုခေမာမြီဖုရားသည်ဘရုမုဒ္ဒရာမြတ်စွာဘုရားဤရှေတော်ရင်း၌တောင်းတသောသူတောင်းချင်းရှိသည်ဖြစ်၍အလွန်လျင်အစင်းလှသည် ြည်လင်းတဲ့သက်ပွဲရှိသည်ဖြစ်တဲ့။မြတ်စွာဘုရားသည်အသိအပြည့်တွေအပြည့်ကိုပြောတဲ့ဟူသောစကားကိုကြားဘူးရသောကြောင့်ဘုရားရှင်၏အထံတော်သို့သွားခြင်းကလိုမရှိဖိမိတာရာမင်းကြီးသည်ထိုခေမာမီဘုရား၏အသိကိုမှီ၍မှန်၍မေလျော့သည့်အဖြစ်ကိုသိရလျင်ဝိလဝံဥယင်ဤတင့်တယ်ခြင်းဂုံကျေးသူနှင့်ဆက်သောတရှင်ယတုတို့ကိုတီကုန်းစေပြီလျှင် ကာကြည်တဲ့မိမသသည်တို့အားပြီးသည်လေ၏ထိုသခြင်းယရုတို့ကိုတီးတို့ကြကုန်းသောကာကြည်တဲ့မတို့၏အတန်ကိုကြားရလျင်ထိုခေမာမိဖုရားကြီးအားဝေလူဝံဥယင်ကိုမမြင်ဘူးတကဲ့သို့ပင်ဖြစ်လေ၏ခေမာမိဖုရားကြီးကအဘဲဥယင်ကိုရီမှန်း၍တီးကုန်းကြကုန်သည်ဟုမေးသည်ဖြင့်အရှင်မိဖုရားအရှင်မိဖုရားကြီးတို့၏ဝေလူဝံဥယင်တော်ကြီးကိုသာလျင်ဤမှန်း၍တီးကုန်းကြပါသည်ဟုပင်လျှောက်သည်ရှိသော ။ဥယျင်သို့သွားခြင်းကအလိုရှိသည်ဖြစ်လေ။မြတ်စွာဘုရားသည်ထိုခေမာမိဖုရားဤလာခြင်းကိုသိတော်မူ၍ပရိသတ်ဤအလယ်၌နေထိုင်တည်င်းသောနေတော်မူလျက်တရားဟောတော်မူပင်သာလျင်ထန်းရွက်ရဲဝုန်းကိုကာရင်၍ကိုတော်မြတ်ဤနဘာ၌ထားပြီးလျင်ရဲလီခဏီသောအလွန်အစင်လာသောမိမကိုဖန်သင်းထားတော်မူလေ၏ဖန်သင်းထားတော်မူလေသောကြောင့်ခေမာမိဖုရားသည်လည်းဝင်လျင်ဝင်ချင်းသာလျင်ထိုမိမကိုမြင်ရလျင် မြတ်စွာဘုရားသည်အစိမ့်အပြစ်ကိုဟောပြောတော်မူ၏ဟုပြောကြကုန်၏ဤမိမ့်မသည်လည်းထိုမြတ်စွာဘုရားအထံတော်၌ရက်လီခက်လျက်တည်ပြီး၏ငါသည်ဤမိမ့်မ၏အစိမ့်ကိုတစ်ဆက်လျှောက်စိတ်စိတ်၍တစ်စိတ်မြတ်သူလည်းမရောက်ငါသည်ဤသို့သောဘောရှိသောမိမ့်မ၏အစိမ့်ကိုမမြင်ရသဘူးပါတကားမြတ်စွာဘုရားကိုမဟုတ်မမှန်သောအားဖြင့်သုသွဲကြကုန်သည်ထင်၏ဟုကြံ၍မြတ်စွာဘုရား၏ဟောတော်မူသောဒေသနာကာရအတန်ကိုမြတ်လည်း နှလုံးမသွင်းနိုင်ပဲထိုမိမကိုသာလျင်ကြည့်ရှုကရက်နေလေမြတ်စွာဘုရားသည်ထိုမိမ၏အစင်း၌ဖြစ်သောလွန်စွာမြတ်တို့သည့်အဖြစ်ကိုသိတော်မူ၍ထိုအစင်းကိုပထမအရွယ်စသည်တို့၏အစွမ်းဖြင့်ပြလျက်သနာပရကလျာဏီရူပအနန္တထေရီမဝိထုတို့၌ဆိုအပ်ပြီးသောအနီးအားဖြင့်သာလျင်အစုံ၌ရိုးမြသောအကျွင်းရှိသည်ကိုပြုပြု၍ပြတော်မူလေ၏ခေမာမီဘုရားသည် ထို ဖောက်ပြန်သောအချင်းအရာကိုမြင်ရလျင် ဤသို့သဘောရှိသည့်မိတော်ထိုအသိန်းတော်မှလည်းတခဏချင်းဖြင့်သာလျင်ဂုံချင်းပြန်ရှင်းသို့ရောက်ပြီဤအသိန်းဤအနှစ်သာရမရှိခဲ့လေသောတကားဟု ကြံသည်လေဘုရားရှင်သည်ထိုခေမာမိဘုရားဤသိအကြံကိုကြည့်ရှုတော်မူ၍ခေမာမိဘုရားသင်သည်ဤအသိန်း၌နှစ်အနှစ်သာရရှိ၏ဟုကြံပြီးယခုထိုမိမ့်မဤအသိန်း၌အနှစ်သာရမရှိသည့်အဖြစ်ကိုကြည့်ရှုလေလောဟုမိန်တော်မူ၍ဤကားရာကိုဟောကြားတော်မူလေ၏ အာတုရအတုစိံဘူးဒိန်ပတခေမေသမုတ်တယံဩဃရန္တံပကရန္တံဘာလနံအဘိပတ္တိတံခေမေခေမမိဗျာအာတုရံမြဲအစဉ်နာကျင်ခြင်းသဘောရှိရသောအတုစိံမစဉ်ကျဲသော သဘောရှိရသောဘူးဒိန်အပုတ်အတီသဘောရှိရသောဩဃရန္တံအထသူလျံတအံထွက်ခြင်းသဘောလည်းရှိရသော ပကန္တရံကိုဘသောဓဝရမတတွေတွေယူသိခြင်းသဘောလည်းရှိတာသောဘာလနမလိမာသော သူတို့၏အဘိပတ္တိတံအလွန်တောင်းတနှစ်သက်အထသောသမုဒ္ဒယံယုံနံစုသောခန္ဓာ၅ပါးအပေါင်းကိုပတ္တကြည့်ရှုလေလောထိုခေမာမိဘုရားတိဃာရာဒေသနာကိုဟောတော်မူပြီးသည့်အဆုံးဝေသောတာပတ္တိဖို၌တီလေ၏ ထိုနောက်မှခေမာမိဖုရားကိုမြတ်စွာဘုရားသည်ခေမာမိဖုရားဤတတဝါတို့သည်ရာဂဖြင့်တက်ရှင်းရှိကြကုန်၏ဒေါသဖြင့်ပြင်းမာခြင်းရှိကြကုန်၏မောဟဖြင့်ဒုေမိန်မောခြင်းရှိကြကုန်၏မိမိဤတဏှာဟုသော အလင်းကိုကောင်းစွာလွန်မြောက်ရှင်းကမတတ်နိုင်ရှာကြကုန်ထိုတဏှာဟုသောယေထိုတဏှာဟုသောအလင်း၌သာလျင်ကန့်ကြီးကြကုန်ဤဟု မိန်တော်မူ၏တရားဟောတော်မူလိုရကဤခါရာကို ဟောကြားတော်မူလေ၏ ေရာဂရတ္တ ानु ပတ္တိတံသောတံယေရာဂရတ္တ ानु ပတ္တံတိသောတံတယံကရံမကရာကောဝဇာလံဣဒံပိစေတဝါနဝသန္တိတိရာအနာပိခိနောတဗ္ဗဒုက္ခံပါယယေအကျင်တတဝါတို့ဒီရာဂရတ္တရာဂဖြင့်တဏိတကြကုန်၏ တေတုသတ္တဝါတို့သည်မကရကောပင်ကုသည်တယံကရမိမိပြုအပ်သောဇာလံပင်ကုမြင်ကွန်ရကို အနုပတတိဤဝအစဉ်ကြ၍နေတကဲ့သို့တယံကရံမိမိပြုအပ်သောသောတံဒနာတိဟုသော အလျင်ကို အနုပရန္တိအဖန်တလဲလဲကြကုန်၏ပင်ကုတိရှိမြင်ကုန်ရကို ြူ၍အလင်းနေရာချက်ဝန်းနေချက်ဝန်း၌နေလျက်အစွန်း၌ကြာရောက်လာသောဘုံနံကောင်းကို၎င်းရင်ကောင်းကို၎င်းလင်းမြန်စွာသွားတဲ့၍ထိုးပေါက်ပြီးလင်းထိုးဘုံကောင်း၏အစီအရာသားကိုစုပ်ယူမြို့သောသဖြင့်တပြန်ပြန်သွား၏တပြန်ပြန်သွား၏ထိုးနေရာ၌သာနေတကဲ့သို့ထိုအတူအကျဉ်သတ္တဝါတို့သည်ရာဂဖြင့်နှိမ့်တတ်ကြကုန်လျက်ဒေါသဖြင့်ပြင်းမကြကုန်လျက် မောဟဖြင့်တွေးဝေးကြကုန်လျက်ကိုယ်တိုင်ပြုတ်သောတဏှာရည်ရင်ကျော်သူအဖန်ဖန်ကြောက်ကြကုန်၏ထိုတတဝါတို့သည်ဖဲသွားခြင်းကမတတ်နိုင်ကြကုန်ဤတို့လျင်လွန်မြောက်ခဲ၏ဟုလိုဒီရာပညာရှိတို့သည်အေတံပိဤတဏှာတိဟုသော အဖွဲကိုလည်းစေတဝါနာဖြတ်တော့၍အနာပိကိနောငဲကွက်ဒေတာချင်းမရှိကြကုန်သည်ဖြစ်၍တဘဒုက္ခအလုံးစုံသောဝိသင်ရဲ့ကိုဘာယမဉ္ဇဏ်ဖြင့်ပယ်ဆုံး၍ ဝသန္တိသွားကြကုန်၏ဒေသနာတို့၏အဆုံး၌ခေမာမိပြရသည်အရဟတဘု၌ဒီလေ၏မြတ်စွာသောလူအပေါင်းအားလည်းအကျိုးရှိသောတရားဒေသနာဖြစ်တော်မူလေ၏မြတ်စွာဘုရားဒီဗေမိသာရမင်းကြီးကိုမြတ်တော်မင်းကြီး ခေမာမိပြရကြီးအားယဟန်ပြုခြင်းက၎င်းပရိနိဗ္ဗာန်ပြုခြင်းက၎င်းသင်၏ဟုမိန်တော်မူလေ၏ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားထိုခေမာမိပြရကြီးကိုယဟန်ပြုဝေတော်မူရပါဖျား ပရိနိဗ္ဗာန်ပြုခြင်းဖြင့်မသိဉ္လျောပါဖရာဟုလျှောက်လေသောကြောင့်ထိုခေမာမီဖရာသည်ယဟန်ပြု၍မြတ်သောတပည့်မှဖြစ်လေ၏လူဝုဖြင့်ယဟနာဖြစ်လျင်ထိုနေ့၌ပင်ယဟန်တော်လည်းပြုရ၏ပရိနိဗ္ဗာန်တော်လည်းဆံရ၏ယဟနာဖြစ်သည်ယုံညံ့သောလူဝုနှင့်မထိုက်တန်သောကြောင့်ဟုလိုခေမာထေရီဝိထု၏